အခန်း16ရဲ့ဂရမနှုတ်လေးတွေစက်ကြည့်ပါမယ်။ဒါဆိုရင်အခန်း16မှာဆိုရင်ဗာလီကိုပထမအဆုံးတွေ့ရလေဆိုတော့ဘတ်သဲဘတ်သဲဘတ်မတ်လို့ခေါ်တဲ့ဒီပုံစံအမျိုးအစားလေးဒီမှာဆိုရင်ဘတ်သဲဘတ်သဲလို့သုံးထားတာဖြစ်တဲ့အတွက်တဲ့ဖောင်ပြောင်းကြီးကိုဒီနေရာမှာနှစ်ခါသုံးထားပြီးတယ်နော်။ဘာဖြစ်လို့တဲ့ဖောင်ပြောင်းကြီးကိုနှစ်ခါတောင်သုံးထားလဲဆိုတော့သူကစာကြောင်းကြီးကိုတကြောင်းနဲ့ဖြစ်အောင်ဆက်လို့ရခြင်းလို့ဒါကြောင့်မို့လို့တဲ့ဖောင်ကိုနှစ်ခါသုံးခါစိတ်တလောက်ကိုယ်ရည်ဆန္ဒရှိတဲ့လောက်ပြောခြင်းတလောက်ကိုတဲ့ဖောင်နေ ဲ့ဆက်ဆက်ပြီးတော့ပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့တဲ့ဖောင်ပြောင်းနေသူ့ရဲ့အသေးပေကိုက PUA လို့ဖြစ်တဲ့အတွက်ဥပမာကိုရီကစားတီသွားတီလာတီဆိုရဲအတုံးနှုံးဆိုရင်အဲ့ဒီမှာဆိုရင်ဘတ်တီပဲရှိတဲ့အတွက်ကြောင့်မို့လို့စောင်းစောင်းတကြောင်နေမဖြစ်ဘူးပေါ့နော်။အဲ့ဒါကိုမှစားတယ်သွားတယ်လာတယ်လို့ခေါ်တဲ့အဲ့ဒီသုံးခုလုံးကိုတကြောင်နေဖြစ်အောင်ဆက်ချင်တဲ့ဖောင်ပြောင်းနေနဲ့ဆက်လို့ရတယ်။စားပြီးသွားပြီးလာပြီးတောက်ပြီးအဲ့ဒီလိုမျိုးပြီးဆိုရဲအတိတ်ပဲတက်ရောက်တဲ့အတွက်ကြောင့်မို့လို့ စာကြောင်းနဲ့ဘတ်တီကိုလက်ချောင်းနဲ့ပြစ်အောင်ဆက်လို့ရခြင်းဒီတဲ့ဖောင်ပြုံးနေကိုထက်ကားထက်ကားဆင့်ဆင့်ပြီးတော့တုံးပြီးလို့ရတယ်ပေါ့နော်အဲ့တော့အောက်မှာဆိုရင်ဥပမာလေးသူကပြောပြထားတယ်ဒါလေးကိုသေချာလေးကြည့်မယ်ဘာလေးရေးထားလဲဆိုတော့ပထမဦးဆုံးတဲ့ချောင်းကခရော့ဝဟာယခုခိုင်ဒီမတ်ဒီနေ့မြ мян ပြန်မယ် ဘန်ကောဟန်အိုသာဘဲမတ်ညစာကိုစားတယ်။တရေပီအိုမီမတ်တီဗီကိုကြည့်တယ်။ဒါဆိုရင် စာချောင်းဒီမှာကြည့်လိုက်ရင်၃ချောင်းဇက်ထားတာ။အဲ့ဒီစာချောင်း၃ချောင်းကိုတချောင်းတည်းဖြစ်အောင်ဆက်ချင်ရင်ဘာနဲ့ဆက်မလဲ။တဲ့ဖောင်ပြောင်းနည်းနဲ့ဆက်မယ်။အဲ့တော့ကြည့်ကြည့်။နောက်တစ်ချောင်းနေ့မှာခယောဝဟယာခုခိုင်တဲ့အဒီနေ့စောစောမြင်မြန်ပြန်ပြီးဘန်ကောဟန်အိုသာဘဲတဲ့ညစာကိုစားပြီးဆိုတဲ့ခါတာအဲ့ဒီနောက်မှာ တရေဘီအိုမီမတ် TV ကိုကြည်ပါမယ်။ဒါဆိုရင်စာကြောင်းတစ်ကြောင်းထဲနေဆက်လိုက်တာ။ဘာနဲ့ဆက်လိုက်တာလဲ။တဲ့ဖောင်ပြောင်းလေးသုံးပြီးတော့ဆက်လိုက်တာ။အဲ့တွက်ကိုရီပြောချင်တဲ့စကားတွေကအရင်အရက်များတဲ့အခါမျိုးမှာတဲ့ဖောင်ပြောင်းလေးဆက်ပြီးတော့တစ်ကြောင်းထဲနေပြောလို့ရတယ်။အဲ့ဒီတွက်တဲ့ဖောင်ပြောင်းလေးကိုသိဖို့အရေးကြီးတယ်နော်။အဲ့တော့နောက်ထပ်ပုံစံလေးတစ်မျိုးဆက်ကြည့်ကြမယ်။နောက်ထပ်ပုံစံတစ်မျိုးကကြတော့ဘတ်သေးခါတာ။ ဘာပုံစံနဲ့ဘတ်သေးခါတာဘတ်ကိုတဲဖောင်ပြောင်းမယ်ခါတာထည့်ပြီးပေါင်းထားတာအတိတ်ပြာကြတော့ဘတ်ပြီးနောက်လို့ခေါ်တယ်ဘတ်ပြီးနောက်ဘတ်သေးခါတာဘတ်ပြီးနောက်သူကကြတော့အရှိကတစ်ခုလုတ်ပြီးတဲ့နောက်မှာအနောက်ကတစ်ခုကိုလုတ်တဲ့ဆိုရင်အတိတ်ပဲလေးဘတ်သေးခါတာဆိုတာဗာလေအရှိကတစ်ခုလုတ်ပြီးတဲ့နောက်မှာအနောက်ကတစ်ခုကိုလုတ်တာဥပမာရီချိုးပြီးနောက်ထမင်းစားတယ်စာလုတ်ပြီးနောက်တီးပြီးကြည့်တယ်ဒါဆိုရင် အရှိကတခုပြီးမြောက်ပြီးတော့မှအနောက်ကတခုကိုလှုပ်တယ်ဆိုရဲအတိတ်ပဲအနေနဲ့သုံးတာပတ်ကိုတဲဖောင်ပြောင်းခါရာထဲပြီးတော့တုံထတာအဲ့တော့အောက်မှာဆိုရင် my pan biru o nomimas ညာတိုင်းနဲ့ဘီယာကိုတောက်တယ်ဘန်ကိုဟန်ကိုထားပေးမတ်ညာစာကိုစားတယ်အဲ့ဒီစာချောင်းကိုပတ်သေးခါရာနဲ့ပြောမယ်အောက်မှာဆိုရင် my pan biru o nonde khara ညာတိုင်းဘီယာကိုတောက်ပြီးနောက်ဘန်ကောဟန်ဦးသာပဲမော့ညာစာကိုစားတယ်ဒီမှာဆိုရင်အရင်ဆုံးဘီယာတောက်ပြီးနောက်ဘီယာတောက်တဲ့ကိစ္စပြီးမြောက်သွားတော့မှညာစာကိုစားရယ်ဆိုရယ်ကိစ္စကိုကြည့်လို့တာအဲ့အတွက်တစ်ခုပြီးမှတစ်ခုလုတ်တယ်ဆိုရင်ဂျားထဲမှာပါနေဆက်ဘက်ကိုတိတ်ဖောင်ပြောင်းခါတာနဲ့ဆက်ပြီးတော့ပြောပြရမယ်နော်ဒါလေးကဒုတိယမြောက်မှတ်ရမယ်ပုံစံအမျိုးအစားလေးပါ နောက်ထပ်ပုံစံအမျိုးအစားလေးဆက်ကြည့်ကြမယ်။နောက်ထပ်တစ်မျိုးကကြတော့ဒိုးနူအပေါင်းနောင်းဒိုးနူအဲဒိုးနူဒိုးနူရဲ့အနောက်မှာဘာနေလိုက်မလဲ။နောင်းနဲ့ပဲလိုက်မယ်။အဲ့တော့ဒိုးနူအပေါင်းနောင်းဆိုပြီးတခါလေးကြတာသူ့ရဲ့အတိတ်ဘယ်ကဘလိုမျိုးနောင်းလဲလို့မေးတာ။သူလည်းအမျိုးအစားကိုဖော်ပြတာပဲ။ဒိုးနူဆိုရလေအမျိုးအစားတွေကိုဖော်ပြခြင်းရင်မေးခွန်းမေးခြင်းဒိုးနူအပေါင်းနောင်းနဲ့ဖြေလို့ရတယ်။အောက်မှာဆိုရင်ကြည့်ကြည့် တို့နိုဟီတိုဒက်စကဘလို့လူလဲအဲ့ဘလို့လူလဲဆိုတာကဒီလူကစင်နာတတ်တဲ့လူလားဒါမှမဟုတ်သဘောကောင်းတဲ့လူလားဒီလိုလူအမျိုးအစားကိုမေးတာပါအဲ့တော့အောက်လေးမှာဆိုရင်သန်ဇေဝါဒိုနိုဟီတိုဒက်စကဆရာကားတဲ့ဘလို့လူလဲလို့မေးတာဆရာကဘလို့လူလဲဆိုရင်ဆရာကဘလို့လဲကျမ်းမာတန်ဆွမ်းတဲ့လူလားဒါမှမဟုတ်ညံကောင်းတဲ့လူလားထက်မြတ်တဲ့လူလားစင်နာတတ်တဲ့လူလားဆိုရဲလူအမျိုးအစားကိုမေးတာအဲ့ဒီတော့ဒိုနိုအပေါင်း ောင်းနေပြောပြထားတယ်ပေါ့နော်အဒီဘချမ်းညာဘချမ်းမှာနောက်တစ်မျိုးကတူတယ်လို့ခေါ်တဲ့မိကွန်းစကလုံးလေးအဲ့တော့မှတ်ထားမယ်တူတယ်ဆိုရင်အတိတ်ဘေကဘေဟာလို့ခေါ်တာတူရဲဆိုတော့ဘေဟာတူကတော့ရွေးချယ်ခိုင်းတာအများကြီးရှိတာမျိုးဥပမာခဲတံလို့ဘောပင်လို့စာအုပ်လို့မှတ်စုစာအုပ်လို့ဒီလိုအများကြီးရှိရဲ့အဲထဲမှာ တစ်ခုကိုရွေးချယ်ခိုင်းပြီးဒါဆိုရင်ဒိုတဲနဲ့မင်းမဲမေကုံးစကလုံးမှာအောက်ကလေးမှာကြည်ကြည်ပါ အာနာတာနုခွတူမှာဝါဒိုတဲစကမင်းရဲ့ကာကာဘေးဟာလဲဒါဆိုရင်ကားတွေအများအထက်မှာအနီရောင်လားအပြောင်လားအဖြောင်လားအမေးရောင်လားဆိုရဲကားကိုမေးတာရွေးချယ်ခိုင်းတာအဲ့ဒါဒိုတဲစကနဲ့မေးထားတယ်ပေါ့နော် အမဆွေတို့ကပြန်ဖြေတယ်အနိုအခခုတဲ့ဟိုကားရဲ့အနီအောင်ဖြစ်ပြီးတော့ okay kuruma this ជីမာရီကားဖြစ်ပါလေတဲ့အနီအောင်လည်းဖြစ်ရမယ်ជីမာရီကားလည်းဖြစ်ရမယ်ဒီအပိုင်းမှာလည်းတဲဖောင်ပြုံးနီးတိဖို့အကြွယ်လိုအပ်ပါတယ်နော်